ကဲဒီနေ့တော့ Xiaomi ရဲ့နောက်ဆုံးထွက်ထားတဲ့ CV5 Pro ကိုကျွန်တော်တို့ unboxing လုပ်ပေးမှာပါဆိုတော့ Xiaomi ရဲ့ CV5 Pro မှာ Ice Americano version လို့ပဲပြောရမလား brown ပေါ့เนาะအညိုရောင်လေးပေါ့เนาะဆိုတော့ကျွန်တော်ဒီဖုန်းလေးကို unboxing ခက်သွတ်သွတ်လေးပဲလုပ်ပေးလိုက်ပါမယ်ဖုန်းဘူးပုံစံဒီဇိုင်းကတော့ခက်ရှည်ရှည်လေးပဲပေါ့เนาะ ဆိုတော့ကျွန်တော်ဒီမှာအပေါ်ဆုံးမှာအဲကိုအင်ဂျင်နီယာဝစ်လိုက်ကာပေါ့နော်လိုက်ကာကိုတော့ Xiaomi ကသူတို့ရဲ့ CV series ကိုပါတည်လာပြီပေါ့နော်အရင်တော့ကလို Xiaomi main flagship series မှာပဲမဟုတ်တော့ဘူးဆိုတော့ဒီဘူးထဲမှာဗားလေးပါမလဲကျွန်တော် SIM ejector ပါလာမယ်နောက်ပြီးတော့ကျွန်တော် cover လေးတစ်ခုပါလာမယ်ပေါ့နော် cover ဟိုဟာ silicone cover မဟုတ်ဘူးပေါ့နော် plastic အဲဘယ်လိုပြောမလဲ core core cover လေးပေါ့နော် core cover ဆိုပေမဲ့ အရင်ကော်မိုက်လည်းမဟုတ်မစိုးသူ့ကာဗာလေးမိုက်တယ်ပေါ့နော်တောင်းတန်မဟုတ်ဘူးဆိုရင်တော့ဒါလေးကတော်တော်အသုံးတဲလောက်တယ်ပြီးကျွန်တော်ဒီအောက်မှာထုံးစံတိုင်းပဲ67 watt adapter ပါလာမယ်ပြီးတော့ charging cable ပါလာမယ်ဒါတွေကတော့တိတ်အရင်ကြည့်ရောကျွန်တော်မထုတ်တော့ဘူးဆိုတော့ကျွန်တော်ဖုန်းလေးကိုတစ်ချက်ကြည့်လိုက်အောင်ဟွန်း CV ဖုန်းနေခဲ့ DN တွေရောပျောက်သွားပြီကျွန်တော်စကန်လိုက်တဲ့ချိန်မှာဆက်စားချင်းခံစားရတော့ထူတယ်ဆိုတော့ခံစားကြောက်ရပါတော့တကယ်ပဲထူနေရလားအော် ဒီအိတ်ကြောင်လားဒီအိတ်ကြောင်လားမသိဘူးနော်တကယ်အပြွန်ထုတ်လိုက်တဲ့ခါကျတော့အရင်ကြီးရောမထူတော့ဘူးလက်တကင်စာလေးရောဖြစ်သွားရပါတော့လက်တကင်စာလေးဖြစ်ရတဲ့အကြောင်းရင်းလည်း Xiaomi ရဲ့ CV series display လေးတွေက6.5 inches တော်တော်လေးတွေပေါ့နော်ဆိုတော့ကျွန်တော်လက်တကင်စာလေးတွေဖြစ်သွားတယ်အာဟာတကယ်ကြီး coffee နိုင်ရပါပေါ့နော်ဒါကြီးကိုကျွန်တော်ဗီဒီယိုမှာဘယ်လိုပြလို့ပြရမှန်းလည်းမသိဘူးဒါပေမဲ့ဒီနောက်ကတကယ်ကို အမေရိကန်နိုကော်ဖီနဲ့လေးကိုရတာမှုေးနေပဲဟာတန်းဖုန်းတွေကတဖြည်းဖြည်းနဲ့စားချင်တောက်ချင်စစ်စစ်ရအောင်ဖြစ်ဖြစ်လာပြီပေါ့နော်โอเคပြီးတော့ဘေးဘက်က frame ကတော့ flat frame ပဲဟာဒီဘက်ဘေးလည်း flat frame ပဲနောက်ပြီး display က quad cap ပေါ့နော် quad cap ဆိုတာပပလေးအဲ 1.5D လောက်ပဲရှိမှထင်တယ်ပပလေးပြန် cap လုပ်ပေးထားတယ်ပြီးတော့ down 4 down လောက်ပြန် cap လုပ်ပေးထားတယ်ပေါ့နော်ပေါ်ပေါ်ပပလေးပါပဲခုနကကျွန်တော်ဒီဟာကြီးဒီဒီဒီ8ကြီးကြောင့်ကျွန်တော်ထူရထင်နေတာပေါ့နော်တကယ်တော့အဲ့လောက်မထူဆိုတော့ကျွန်တော်တို့ ဟာဖုန်းကဒီနားလောက်ကနေဒီနားလောက်တော့မှမှုေးနေရပဲဟာတကယ်ကြီးတန်းဒီကဘာဒီကဘာတော့မမှုေးဘူးနော်ဒီကဘာတက်ထားလိုက်မယ်ဆိုရင်ကျွန်တော်အနံ့တော့ပဲရအောင်နည်းနည်းလေးတော့ရတယ်စားပြီစားကျင်တောက်ကျင်စားကျင်တောက်ကျင်စိတ်ကိုဖြစ်စေတဲ့ဖုန်းတွေထွက်လာပြီပေါ့နော်ဆိုကျွန်တော်ထုံးစံတိုင်းပဲ set up အရင်လုပ်လိုက်မယ် series series ကတော့ display တွေက Xiaomi series ဖြစ်သွားတဲ့အတွက် Hyper AI ပေါ့နော် Xiaomi သူ့ရဲ့ Hyper AI နေပါလာမယ်ကျွန်တော်တို့ဒီမှာ Hyper AI ကိုတုံးခိုင်းနေဒါရောနောက်မှ record လုပ်တော့မှာပေါ့နော် full screen capture setup complete China version ဆိုရင်မဲ့ဟမ် display ကတော်တော်မိုက်တယ် display ကဆိုရွှဲတော့ iset အကဲမ notification will be hidden display ကတကယ်ကိုဆိုရွှဲတော့ iset နေရပါဗျာ အဲ့ကြောင့်လေပေါ့လေ16သိန်းဝင်ကျင်တော့ဖြစ်နေဆန်းတော့မဆန်းဘူးပေါ့နော်ဒါတော့ 256GB version လောက်မသိဘူးဒီ 512GB version ဒီလိုမျိုးဟာလေဆိုနည်းနည်းပုံများမှောက်တည်ဟာတကယ်ကြီးကိုမှုန်းနေတာတော့ကျွန်တော်ဒီမှာတခြား color scheme နေနေဆိုရင်တော့ထုံးတန်နိုင်ပဲသူ့ရဲ့ဒီမှာ original color pro ပါမယ်ကျွန်တော် DCI-P3 သွားမလား sRGB သွားမလား original သွားမလား color pro ပဲထားလာ color color pro လေးကတော်တော်မိုက်တယ် refresh မှာဆိုရင်လည်းကျွန်တော်တို့120ရဲ့ 60fps ပါလာမယ် app တစ်ခုချင်းစီလာကို customize ပေးလို့ရမယ်ဆိုတော့ display လေးကလည်းမစိုးဘူးပြီးတော့ performance ပဲအပိုင်းအတွက်ကတော့ကျွန်တော်ခုနပြောခဲ့လိုမျိုးပဲ Qualcomm Snapdragon Aces Gen 4ဖြစ်နေတဲ့အတွက် RAM Turbo 4 Pro လောက်သွားမှာပေါ့နော်ဆိုတော့ Antutu benchmark ဆိုရင်တော့ကျွန်တော်16တန်းလောက်သွားလိမ့်မယ်ထင်တယ်ဒါကျွန်တော် review ကြမှာပဲထည့်ပြောပြီးတော့မယ်ဆိုတော့ display ကတော့တော်တော်ကောင်းတယ်နောက်ပြီး hand feel လည်းတော်တော်ကောင်းတယ်ကျွန်တော်လက်ထက်မှာခံရတာတကယ်ကိုတည်တည် ဟိုတသေးရောမဟုတ်တသေးရောမသေးဘူးချစ်ချစ်လေးလေးခံစားချက်ကိုရတယ်ဒီကင်မရာ square shape ကြီးတောင်းကတ်ထားတာကြိုက်တာမကြိုက်တာတော့တပိုင်းပေါ့နော်ပြီးတော့ဒီနောက်ဘက်ကဟိုသူကလဲသားတက်ချာလေးပဲဟာဟုတ်တော့ဟုတ်နေအဲ့နံကိုတော်တော်သဘောကျနေ꽌ပဲပြီးတော့တခြားကျွန်တော်ကင်မရာဘိုင်းကင်မရာဘိုင်းမှာဆိုရင်လည်း Leica နဲ့ပေါင်းထားတဲ့ကင်မရာအောင်မှကျွန်တော်တို့ဟို50 megapixel နှလုံးပါလာမယ် Tele ရဲ့အဲ main sensor ရပေါ့နော်အဓိကကတော့သူ Tele photo မှာ macro sensor ပါသူရအောင်ထည့်ပေးထားတာပေါ့နော် โอเคไลก้า option เนี่ยကျွန်တော် CW new ဘာပဲပါလာလဲဆိုတော့ streamline interface မျိုး immersive pro feature ဆက် integrated night mode shooting upgrade water map water map design ပြောင်းပြောင်းလာပါတော့ customizable shutter sound တွေပါပြောင်းလို့ရလာပြီပေါ့နော် okay ပြီးတော့ကျွန်တော် style မှာ make a effort for the front camera provide a more natural look တဲ့ဒီအရှိကဆယ်ဖီကင်မရာကလည်းတွေ့ကြွေးကင်မရာကြွေးကင်မရာကမှ50 megapixel နဲ့အဲ့အောင်မှာ ဒီ make effort ဘာညာကိုလည်းသူ upgrade လုပ်လာရယ်ပေါ့နော်ဒီမှာကျွန်တော်တို့ oh camera UI ပြောင်းသွားပြီပဲ ultra hd slow motion timely panorama super moon pocket mirror ဩော်ဒီလိုမျိုး camera ကိုပြန်ထောင်းကြည့်လို့ရတယ် selfie camera ကိုနောက်ရဘာမှမဟုတ်ပါဘူး pocket mirror ဆိုတော့ကျွန်တော်မှန်ပုံစံနဲ့တုံးတဲ့ဟာပဲပေါ့နော်တခြားကျွန်တော်တို့ portrait portrait ပိုင်းမှာဆိုရင်မဲ ultra wide နဲ့ပါတော့ portrait ရိုက်လို့ရအောင်လုပ်ပေးထားတာပဲ ။ Saw selfie ကို down man နေပြောနေပြီ။ So 30အဲ20 portrait ကိုသူက၄မျိုးရိုက်လို့ရအောင်လုပ်ပေးထားတယ်။ဒါပေမဲ့၄မျိုးကိုသူကဒီမှာ၄ခုမဖြန့်ပေးထားဘဲနဲ့ဒီမှာပေါင်းပေးထားရပါတော့။1ဆိုရင်25 35ပြီးတော့2.4 h က60 75 4မျိုးပေါ့နော်ဆိုတော့ portrait ကို4မျိုးရဲ့လို့ရအောင်လုပ်ပေးထားကျွန်တော်စမ်းကြည့်လိုက်အောင်60 mm 35 mm လောက် okay ဒီမှာ f2.8 နဲ့ဟမ် CV series ရဲ့ထုံးစံတိုင်းပဲကင်မရာကောင်းတယ်ဒါမှမဟုတ် performance ရဲ့ကောင်းတယ်ဆိုတော့ Redmi Tabo 4 Pro မှာကင်မရာအမရခင်ဒီဖုန်းကြီးတွားပေါ့เนาะဆိုတော့ဈေးတော့လည်းတော်တော်ကောသွားပါ ော့တခြားအပိုင်းနေနေဆိုရင်ဘက်ထရီဘက်ထရီက6000 mAh အရင်တော့ကျွန်တော် CB ဖုန်းတွေကတေးသေးပပကြစ်ကြစ်လေးလေးလေးမလို့ဟိုဘယ်လိုပြောမလဲဘက်ထရီပမာဏနည်းတဲ့ဟာကို silicon carbon ဘက်ထရီကဖြည့်ရှင်းပေးလိုက်ပေါ့နော်ဆိုတော့ပော့ပော့ပပနဲ့ကြစ်ကြစ်လေးလေးလေးဟိုမှာ6000 mAh ပါလာတယ်ဒါမှမဟုတ်ကျွန်တော်ခုန67ဝက်နဲ့အသုံးလို့ရမယ်ပြီးတော့ဒီ Xiaomi ရဲ့ Hyper AI တဲ့မှာ AI feature ဆီရလည်းအများကြီးပါပဲဒါပေမဲ့တချို့ဟာတော်တော်များများတော့အဲ့ဒီဥစ္စာနဲ့တိုင်ပတ်တဲ့ဟာလေးတွေရှိရပေါ့နော်ဒါမှပြောနေနဲ့တက်လာပြီပေါ့နော်โอเคဆိုတော့ Xiaomi ရဲ့ဒီ CV5 Pro unboxing လေးရအောင်ဒီလောက်ပဲဒီဖုန်းရဲ့အဓိကကျွန်တော်ဆွဲဆောင်သွားနိုင်တဲ့အချက်ကတော့ဒီ coffee man coffee nan ပဲဆိုတော့ဒီဒီဖုန်းနဲ့ပတ်သက်ပြီးတော့ review video ရအောင်ပြောမယ့်စကားကိုမေ့သွားပြီ review video ရအောင်ရယ်ဘာရည်သိကျင်လဲဘာရည်စမ်းပြရမလဲဆိုတော့ကိုယ့်မမှာခြာရေးပေးတော့လို့ရပါတယ်အဆုံးထိကြည့်ပေးတော့လဲကျေးဇူးအများကြီးတင်ပါတယ်